နေအောင်ကြီးလူနှွေအခန်း23ကယ်ဆယ်ရေးဖွဲ့တွေစီဖုံးဆက်လို့ရခဲ့ပေမဲ့တောင်ပြူထားတဲ့မြင်းနဲ့လမ်းတွေရေကျော်နေရကြောင့်ကြာအောင်မှာအဖွဲမှာအကြီးကဲဤစကားကြောင့်ဒီတိုတပြင်းချတန်တွေမှာငိုတန်တွေကြာထွက်ပေါ်လာချည်သည်တရားရနေတဲ့လူတွေမှာအလွန်များဤတည်ဆုံတဲ့လူတွေလည်းနည်းမြီမဟုတ် အခြေအနေမှာဆိုးရတာကြောင့်ကယ်ဆယ်ရေးအဖွဲ့အားထိုင်ဆောင်နေလို့မရပါချေ။စေဝါအပြည့်ဖြင့်အိတ်ကိုစီလွယ်ကဒဏ်ရာရနေသည့်လူတွေစီ ပြေးလွာကုသကြရသည်။မိုးရွာနေတုန်းဖြစ်၏။မိုးရီဆက်တွေကြာငိုယိုတန်နေမှာဝူတဝါဖြင့်အသေးတွေအားနာကျင်စေသည်။ဆရာဝန်တွေအားလုံးရွှတ်နေဖြင့်ပေပွားနေကြကမျက်ဝန်းတွေမှာလည်းညည်ရဲနေကြသည်ဆရာ ဆရာကျမသားလေးဆိုင်းတဲ့ဟိသူဤလက်ကဝဲမှဆွဲအားကြောက်အားကြောက်ငုံကြည့်လိုက်စဉ်ကြီးမားတဲ့မြေသားအဝဲပြိပိသားအောင် အဖိခံထားရတဲ့73နှစ်အရွယ်ကလေးတရာအာရင်တွေဆုပ်ယုပ်တယ်လို့ဂုံတယ်လို့ခံစားလိုက်ရကအမေလို့သူအတွက်သူမြည်သည့်စကားပြောရမှန်းမသိမိုးရီတွေမှာကြဆင်းလာတဲ့မျက်ရည်ပူတွေအားတည်ယူသွားပြီလို့တော်သေးပြီသည်ဒါ ဥို့မြင်ရလားဘေးတို့တွန်းဖယ်ခံလိုက်ရပြီးနောက်သူရှိတွင် လူတယောက်ရောက်လာကမြေသားအောင်မှကလေးအားစစ်စေးနေ၏ထိုလူမှာမျက်ဦးထည်ဝါကလေးငယ်သည်ရေနစ်နေစဉ်မြင်တွေ့လိုက်ရသည့်ကောက်ရိုးမြင်ပမာမျက်ဦးထည်ဝါအားကောင်းတဆက်ဆက်ငြိမ့်ပြလာ၏မကြောက်နဲ့နော်ခဏနေရင်ကယ်ဆယ်ရေးအဖွဲ့ရောက်လာရင်အားလုံးစင်ပြေသွားမှာ မူတဲ့တဲ့ထိုလူကြီးအတန်းမှာဝူတဝါဆိုတော့ညာထိုကလေးကိုပြောနေသည့်တိုင်ဆိုင်းသိဟိန်စိတ်ထဲနှွေးထွေးကအာရင်တခုတိုးလာသည်နဲသူလကဝဲအားစုပ်ကင်ထားသည့်အန်တီကြီးလက်မှာယော့ချသွားတော်မူဟန်ဆိုင်းသိဟိန်လင်းမြန်စွာပြန်လည်ဖမ်းယူရင်ဒူးတစ်ဖက်ထောက်ချလိုက်ကသူကြီးလက်ဝါးတွေဖြင့်စုပ်ကင်ပေးလိုက်၏အပြုံးမဖြစ်သောအပြုံးအား အာတင်ပြုံးလိုက်တဲ့အခါဘေဘက်ပါရှိ ပချိုင်းခွက်ကလေးပေါ်လွင်လာချည်သည်ကလေးကိုရအောင်ခဲ့ပြီးပါမယ်အန်တီတက်နွေယူးနေလားလမ်းနေရေကြောနေတာပြန်ရင်မင်းသိလိမ့်မယ်ကိုကိုဖုံးအားတင်းတင်းဆုပ်လို့ခေါင်းတဆောင်ဆောင်ဖြင့်မတည်ငြိမ်သောမျက်စံတွင်မှအရက်ပေါင်းစုံဝိရှာနေ၏။မိုးတဲတဲထန်နေစေ။ နေတဲ့တွင်မိုးရေတွေကြာပြေးလွားနေသည်မှာဖနက်ပင်မပါဖုံခေါ်ဆိုမှုအချင်းချင်းလှုပ်ခဲ့ပေမဲ့အဆက်အသွယ်လုံးဝမရမိုးသေးတဲ့နေတဲ့တွင်ပြေး၏မောဟိုက်နေပေမဲ့အသေးသေးထိအေးနေပေမဲ့သူမနာရဲ့ခြေဘဝမှာဖနက်မဲ့နေခြင်းကြောင့်ဆူညောင်းခလုတ်တွေအားနင်းမိတဲ့အချိန်ဆိုတိတ်နာသည်သို့တော်လည်းတတိမမှုမိကောင်းလေရှမ်းကျင်ကိုသွားမလို့လိုက်ပါလား နေတန်တွင်စဉ်းစားခြင်းတောင်မပြုဘဲခေါင်းငိမ့်ဤလမ်းတွေပိတ်ထားတော့လေတည်ရရှင်ရေအရေးကြီးတဲ့လူတွေကတော့ခွင့်ပြုချက်တောင်းပြီးအရေးစွန်းကသွားနေကြသည်နေတန်တွင်မျက်ဝန်းတွေနေရဲကပေါက်ထမတက်ဖြစ်နေသည့်တိုင်မျက်ရည်မှာတပေါက်မှာကျဆင်းမလာခဲ့ရင်ဘတ်တစ်ခုလုံးလာလို့ငိုခြင်းပေမဲ့မျက်ရည်တွေမှာကျဆင်းမလာခဲ့ဘလို့လောက်ရပါကိုကို ကိုကိုကောင်းတဆက်ဆက်ဆောင်းရင်မိုးရေတန်းကြောင့်နေတန်ရွေးကိုမှတသိမ့်သိမ့်တုံရင်နေစေဖြစ်၏အအအန်တီမြင့်ဟင်တက်နွေဘလို့လို့တော်မြင့်အံ့ဩစွာဖြင့်ဖရာတမိမတက်ဒါအတွက်ရင်တက်မအေးဖြစ်နေရတော့လေမောင်တဝမ်းခွဲဖြစ်တဲ့ဆေးရုံအုတ်ထံမှအန်တီရဲ့ကင်းကြောင့်အဆက်အသွယ်ရပြီးနာ အနေငယ်စိတ်အေးရတော့လေနေတဲ့နွေးပုံစံကိုမြင်လိုက်ရတဲ့အခါပူ၍တုန်လှုပ်ရချည်သည်မိုးရဖြင့်ရွှဲလို့ခိုက်ခိုက်တုန်နေသောနေတဲ့နွေးပုံစံမှာလွန်စွာတနာเสียကောင်း၏ခေါင်းလေးတဆက်ဆက်စောင်းပြီးတိုင်းတသိမ့်သိမ့်တုန်လို့နခမ်းလလလေးတွေမှာ ဖြူယော်နေပြီဖြစ်သည်ဘလို့ဖြစ်ရလဲတက်နွေးရေကိုကိုတာကူကူကြီးအဆင်ပြေပါတယ် နေတန်တွေမော့ကြည့်လာ၏ပျော်ရှင်သွားဟန်မျက်ဝန်းရိပ်တွေမှာချက်ရှင်းဆိုသလိုတောက်ပလာသည်မှာမုံမိုင်းနေသည့်ကောင်းကင်ရထက်ဝဲ အလင်းလေးတစ်ဖြားဖြားဝင်ရောက်လာသည်နည်းနင့်တူကိုဖုံးခနာပေးပေဦးသူ့နှွေဖုံးပြောချင်တယ်လို့ပါပြောပြီးနေတန်တွေဖုံးအားတင်းတင်းဆုပ်ကအတန်အားစောင့်ဆိုင်နေမိသည်မိုးတန်နဲ့အနောက်မှလူတန်လှုပ်ရှားတန်တွေအားထင်ရှားစွာကြားနေရ၏ ဖုန်းလိုင်းလေးမှာခဏတာတိတ်ဆိတ်သွားတယ်ရာ။နွေးလား။ကောင်းလေးကိုဘာမှမဖြစ်ပါဘူး။ထိုအတန်းဒီပျော့ပြောင်းနေတော့ညာအက်ကွဲနေ၏။တုံရင်နေတော့ညာအတက်နိုင်ဆုံးထိန်းထားသည်ဟန်။နေတဲ့နွေတင်းထားသမျှစိတ်တွေလွှတ်ချလိုက်တဲ့အခါမျက်ရည်တွေဘိုးဘောပေါက်ကျလာကချုံပွဲကြအတန်ထွက်ငုံမိသည်။ ူဘဝတွင်ခက်ခဲခြင်းများစွာကြုံခဲ့ဘူးသည့်အတိုင်းယခုလိုအတန်ထွက်ချုံဖွဲချငိုခဲ့ဘူးခြင်းမရှိကျော်စရံထုချော့မြူလာခြင်းမရှိသလိုတားဆီးခြင်းလည်းမရှိမိုးရေတံနဲ့ရောထွေးနေသောငိုတံလေးမှအထစ်ထစ်အငေါငေါဖြင့်ကိုကိုဆိုသည့်နံစားလေးသာထက်နေခဲ့၏ကဲဆယ်ရဲ့အဖွဲတွေရောက်လာတဲ့အခါမိုးလဲဆဲသွားပြီဖြစ်သည် အရေးပေါ်လူနာတွေအားနေရာမှာတွင်ခွဲစိတ်ရန်ပြင်ဆင်ကြကာကယ်ဆယ်ရေးလုပ်ငန်းတွေလည်းစတင်ပြီဖြစ်သည်ဆိုင်းတဟေးလက်တွေမှာတွန့်ကတဆက်ဆက်တုံရင်နေ၏အပ်ဖြားလေးအားသွေးကြောတဲ့ဝင်အောင်ထဲ့ပြီးနောက်တွင်ဆေးအားသွင်းလိုက်သည်ရုတ်တရက်သူကိုယ်ပေါ်နှွေထွေးသည့်အရာတခုလွမ်းခြုံလာကာတစုံတယောက်ဤကိုသိဉ္ဇနဲ့နေကလည်းဆူဆွရောရှက်နေခဲ့သည် အလုတ်တင်နေတာမင်းထက်လက်ငိန်သေးတယ်ဂျူဒီကုတ်ဖြူမှာသူနဲ့အနေငယ်ရှည်နေတော့လဲနှွေးထွေးစီသည် တီကြတေသက်သည့်မျက်နာတောင်စွန်းတွင် ရေဆက်တွေတွဲခုနေကထိုလ်လူ၏နှခမ်းတွင်မှလည်းပြာနန်းနေချီ၏စိတ်ကိုငြိမ်ငြိမ်ထားပြီးနောက်လဲထွက်သွား၏တခြားသောလူနာတွေထံစစ်ဆေးကူတာနေရင်ရောက်ရခတ်နေသော လူအုပ်ချာ ထိုပုံရိပ်မှာပြကွယ်သွားချည်ပြီဖြစ်သည်ဂျူဒီကောက်၏ရင်ဘတ်တွင်ထိုးထားသောဒေါက်တာမြတ်ဦးထေဝါဟုသောစာသားလျာကြီးကစိုင်းသိဟင်ခတ်တော်သောပြုံးလိုက်မိသည်ပျက်စီးနေသောနေရာတွေအားပြုပြင်ပြင်ဆင်နေကြကပိတ်ဆို့နေသောလမ်းတွေကိုလည်းဆက်ကြီးတွေဖြင့်ရှင်းလင်းရေးလုပ်နေကြ၏ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ လိုက်ပါလာသည့်အင်အားဖြည့်စရာဝင်နှင့်စီးရဲဖွဲ့လာမှာ ျော်စီရန်ထွတ်ထွတ်အဖွဲအသက်ရှူချောင်တော်သည်အာလုံးပြီးဆုံးချိန်တွင်တဖွဲ့လုံးခြေပြက်လက်ပြက်တွေ့ရနေရပြစ်လဲလိုက်ကြမိသည်ရွှွန်နှွန်တွင်အညစ်အကြေးတွေဖြင့်ပေပွားနေတော်လဲညီသူမထူပုံရိပ်အားဂယုဆိုင်မနေနိုင်ပါချီကိုထုရင်းနေသောမင်းကလေးတရား၏အတန်ကြောင့်ကျော်စီရန်ထုထားကြည့်လိုက်စဉ်လာရိတ်တွင်ဖြစ်နေ၏ သူလည်းဒီမနက်ကယ်ဆယ်ရေးအဖွဲဖြင့်ဆေးရဖွဲနဲ့ပါလာပုံရသည်။လာရိတ်တွင်ကိုမြင်မှတချို့ညစ်ပတ်နေသောလူတွေရှက်ရှက်ဖြင့်မျက်နာတွေဖွက်ကြတော်သည်။ကိုကိုကျော်စီရန်ထုအားနေနေလို့နာကြများမသလားမှတ်လိုက်ရသည်။လာရိတ်တွင်ဤနောက်ကျောမှ ထွက်လာသော ပုံရိပ်လေးမှာတီးတွေကား တန့်ရှင်လို့မျက်လုံးဝိုင်းလေးတွေမှာလည်းကြည်လင်လို့နေ၏ရာသီဥတုသည်တာယာစားပြုနေပြီဖြစ်သည်ကြော်စီရန်ထုထားရက်လိုက်ကမယုံကြည်နိုင်သဘွဲငေးကြည့်လို့ကောင်းတော့သွင်ကမလိုက်ဖို့ပြောသေးတယ်ကိုထုကောင်လေးကတကယ်ကောင်းပါတယ်ရဲ့မခေါ်မချင်းနေရကမခွာတာနဲ့သွင်တို့လည်းခေါ်ချလာတာလာရိတ်တွင်ထူပုံရိတ်လေးအားမျက်လုံးထဲကမထွက် နေသည့်စကားမှမဆိုပါပဲသူအားမခေါ်ပါလင်နေရာမှတဖွားမှမခွာဘူးဆိုမိခိုင်မာသည့်ဆုံးဖြတ်ချက်မျက်နှာပေလေးကို သူ့မျက်လုံးထဲကမထွက်ပါချေချစ်စရာကောင်းသလိုထွေးပွေထားခြင်းစရာလည်းကောင်း၏တဆက်ထဲမှာပဲကိုထိုးဒီကောင်လေးကိုဘာကြောင့်ချစ်တယ်လဲနားလေလိုက်ရသည် မျက်ဝန်းလေးတွေပဲနေမည် ဝိုင်းဆက်ကြည်လဲနေတဲ့မျက်ဝန်းလေးတွေထဲတွင်မြည်သည့်အရေးအယာမှမရှိပါဘဲကြည်လင်အေးချမ်းလွန်သည်သွင်းလူနာသွားကြည့်လိုက်အောင်မေကိုထုကျော်စီရန်ထုခေါင်းငိမ်ပြဖို့ပင်မေးလျော့နေ၏သူထွက်လာတဲ့ရက်ကားထက်စာရင်ပိန်သွားတဲ့ကောင်လေးဟာမျက်ဝန်းလေးတွေကတော့များစွာကြည်လင်နေ၏သူဟာတစ်ပင်တစ်ပင်ဆိုရင်နှွေးရမရှိမဖြစ်နေအောင်ကြည်လေးသာ ဖြစ်လိမ့်မည် နှွေးထွေးစီပြီးလုံလောက်တဲ့အာဟာရလေးသာဖြစ်သည်ဘာလို့လိုက်လာတာလဲကိုပြန်လာတော့မဲဟာကို အပြစ်တင်ခြင်းလေးသာမဟုတ်တာကိုဘေးကလူတွေအားလုံးသိသည်ပူပြီးအံ့ဩရသည်မှာကျော်စီရန်ထိုးဤအကြည့်တွေနဲ့အမှုရာတွေသာဖြစ်၏သူဘလောက်ကြည်နူးပျော်ရွှင်နေရဆိုတာဘေးကလူတွေတစ်ချက်ကြည့်ုံဖြင့်ဖောက်ထွင်းမြင်နိုင်တဲ့အထီကိုတည်တာနေတာဖြစ်သည်ခိုးခိုး ကုကုလာလာကျူလာကျူတာကြော်စီရန်ထုနှလုံးသားတဲ့ချုံမြိန်မှုတွေမှာပြေရှံကထူချုံမြိန်မှုတွေကြောင့်သူ၏နှခမ်းထက်နူညံ့တဲ့အပြုံလေးဖြစ်ပေါ်လာစေ၏။ကောင်လေး၏ပါမမှုလေးအားဆွဲညစ်ကအနှဲငယ်လှုပ်ဖဲလိုက်ကတော်လိုက်တယ်ကိုရဲ့နှွေးဟေးဟေး နောက်မှအုပ်စုသည်ရှော့နေငယ်အားလုံးကကြောစီရန်ထုတ်အားကောက်ပေါက်ကြတော်သည်တချင်းတန်သည်ငိမ့်ညောင်းစွာ ကားအတွင်ထွက်ပေါ်လာ၏ကြောစီရန်ထုတ်၏အကြည့်တွေသည်နေတက်နှင်းမျက်နှာနုနုထက်တွင်သာဆွဲမြဲနေကထွက်ပေါ်နေသည်တချင်းတန်နှင့် ထူကောင်လေးမှအပါတခြားအရာတွေအားမမြင်တွေ့နိုင်တော်သည်နှင့်နှွေးကိုမင်းကိုနန်းတော်မှာနေအောင်ကြည်လို့နှွေးအခန်း24 နေတဲ့နှွေးသည်ပဒင်းပေါက်ဘက်တွင် ထိုင်နေတာဖြစ်၏လေရှိန်ကြောင့်ဆန်တွေပြော့ပြော့တွေမှာလေယူရာရင်းရင်မဟာနဖူးပြင်ချင်းချင်းရွေ့လျားနေလေသည်ချောမောကရင်းနီသောမျက်နာသည် သူနှင့်လက်မတင်กว่าဝေးထိနီးကပ်လာ၏နေတန်ွေလက်တွေမှာအလိုလိုကွေးသွားကရန်လိုခြင်းမပါသောလက်သီးဆုပ်ခြင်းကို အလိုအလျောက်ပြုမူလိုက်မိသည် ကားဒီတပည့်ရိတ်တန်းအားဖြတ်မောင်းသည့်အခါမောင်ရိတ်ခုသွားခဲ့သည်ပရင်ပေါင်းမှ ဝင်တော်လင်းရောင်အားဖြောချင်ခိုက်ဝဲဘဲဘက်နှခမ်းစွန်းလေးတွင်လိပ်ပြာငယ်လီခိုနာသွားသည်နည်းနူနူညံ့ညံ့အီအီဆက်ဆက် ထို့နောက်ရင်တွင် တလက်လက်ဖြစ်ကခြံရစ်ခဲ့ရသည်ဘာပြင်းနှဖက်မှ လီတွေဟက်နေသည့်ကြားကရဲရဲနီလို့ နှခေါင်းထိတ်ကလေးပင်ပန်းနုရောင်တန်းလာကခေါင်းလေးဆောင်ပြီးနောက်တွင်တွန့်ကနေဖြစ်လို့နေသက်တွင်ခေါင်းမဖော်ရဲတော့ပါချီလေတိုးတန်ကြတိုးတဲ့ညင်တာတဲ့ရေတံအောဟာပူ၍အနေရခက်စီသည်လက်ချင်းချင်းပုတ်တက်နေစဉ်ကျဲပြန်းကအကျော်စင်းစင်းတွင်ထင်းနေသည့်လက်တစ်ဖက်မှာနေသက်တွင်ဤလက်ချောင်းနေအားရက်တိုင်းဝင်ရောက်လာခဲ့သည် နေတဲ့နှွေးဤလက်ချောင်းတွေနဲ့ထိုလက်ချောင်းတွေမှာပနံသင်စွာပူကတ်ရှက်တွေလို့မင်းကလေကိုရဲ့တာယာတဲ့ရာတီဥတုလေးပဲနှွေးရှမ်းကျဲအထိကားရောက်ပြီးနောက်တွင်အိမ်မလာကြိုသောကားဖြင့်ကြော်စီရန်ထွတ်တူမြို့တဲဝင်လေသည်ကားပေါ်မှဆင်းရန်ထားရစဉ်နေတဲ့နှွေးမှာပြစ်လဲကြတော့မလို့ဖြစ်ကကြော်စီရန်ထွတ်အချိန်မီလမ်းဖမ်းလိုက်နိုင်တာပဲဘာဖြစ်တာလဲ နေတန်တွေကခေါင်းခါဤဒီနောက်မလုံမလဲမျက်ဝန်းလေးတွေမှာကြော်စီရန်ထွတ်အားရှောင်လွဲနေပြန်သည်သူချရောက်မှာခိုင်းမိထားတဲ့ကိုထုနည်းနည်းလေးများတယ်လာရိတ်တွင်ဤစကားကြောင့်ကြော်စီရန်ထွေးမျက်နာမှာအနှဲငယ်ပြက်ယွန်းသွားလေသည် လာရိတ်တွင်ကတော့တက်ပြင်းမဲချလိုက်မိသည် အဖွဲကားလေးသည် သူတို့နဘေးမှထွက်သွားပြီဖြစ်ကား နေတဲ့တွေကတော့ကိုကိုကလေးဖြင့်အစုခံရန်စောင့်ဆိုင်နေ၏မထင်မှတ်ပဲသူခြေထောက်တွေမှာမြေပြင်နဲ့လွတ်လို့ကြောပြင်နဲ့ဒူးကောင်းမှရှူကပွေချီခံလိုက်ရသည်ခြေထောက်ကဘလို့လောက်တန်ရာရတာလဲညာပြောတာမျိုးကိုမလို့ခြင်းဘူးနော်အစုနေနေမိတာဖနက်မစီဘူးလားကောင်လေးမေမေလို့ ကျော်စီရန်ထိုး၏ခြေလန်းတွင်မှခဏတာများရက်တန့်သွား၏သူအုံနောက်မှအတွေ့တစ်ခုကို တွေးမိသည့်အခါရှင်ဘက်အတွင်မှလိုက်တက်လာသော နာကျင်မှုကြောင့်ကောင်းငယ်လေးအားပို၍တင်းတင်းကြပ်ကြပ်ပွေဖက်ထားလိုက်မိသည်ကာမောင်ဆရာသည် အခြေရက်ကိုမြင်တာနှင့်အလိုက်တသည့်ကာတကားအားလာဖွင့်ပေး၏ကားရဲခေါင်းငုံရှူဝင်ပြီးတဲ့အထိ ဘေးခုံတွင် ထူကောင်လေးအားနေရာချပေးရန်အစီအစဉ်မရှိပါချေ။ကလေးတယောက်လိုပေါင်ပေါ်ကန်လန့်ဖြတ်တင်ပွေထားရင် မလွတ်စတန်းပင်ပွေဖက်ထားမည်သည်။အိမ်ပြန်ရောက်ရင်ခြေထောက်ကိုဆေးထည့်ပေးမယ်။ရင်ခွင်ထဲမှကောင်လေးသည်ခေါင်းငိမ့်ပြလာ၏။စပင်အီးလေးတွေကြာနာဖျားအပ်ရင်ဖြောတော့တိမ်မွေးတဲ့ကိုသိန်းရနံ့လေးကို လွမ်းစွတ်တန်းတားစွာယူဆိုင်မိသည် အာလုံးနဲ့ဆက်ခြင်းကရင်ဘတ်တစ်ခုလုံးဘဝတစ်ခုလုံးပုံအပ်ပြီးချေရတာ။နှွေရဲ့အကြီးတစ်ချက်နဲ့တင်ထူရတယ်မှာလုံလောက်နေပြီဖြစ်သည်။သူတို့နေသောခြံဝင်းလေးမှာမိုးရံကြောင့်တည့်ရက်တွေနဲ့ပြည့်နှံ့နေကဝါချံစီယိုးလေးဖြင့်ကာစီထားသောခြံဝင်းပေါက်တွင် နေတဲ့နှွေခတ်ထားခဲ့သောခြံပိတ်လေးမှာရော့ရဲရဲဖြင့်ကျော်စီရန်ထူထူခြံဝင်းလေးကို မြင်လိုက်တာနဲ့ ကြည်နူးပျော်ရွှင်မှုလေးတွေရင်ထဲလိုက်တက်လာရသည်ရင်ခွင်ထဲမှာကောင်လေးအားငုံချီလိုက်၏ပြီးနောက်အတောက်ပဆုံးပြုံးကသူ့နှကန်းထက်ထွက်ပေါ်လာချီသည်ကိုရိုးရဲ့အိမ်လေးကို ပြန်ရောက်ပြီနွေအိမ်ထဲဝင်ပြီးနောက်တွင်ကျော်စီရန်တို့ အရင်ဦးဆုံးလှုပ်တီမှာသူ၏စိတ်ကိုရှာခြင်းဖြစ်သည် နေတကြထားတတ်တဲ့နေသက်နှွေးကြောင့်စိအိတ်ကြီးအားသူ့နေရာနဲ့သူ နေရာတကြရှိနေ၏။ကောင်လေးအားအမြင်တွင်ထိုင်စေကသူကတော့ကျမ်းပြင်တွင် ပြားကတ်စွာ ထိုင်ချလိုက်သည်။လက်ဖြန်အထိခောက်တင်ထားသောလက်တွင်ထင်ရှားနေသော အကျော်စိမ့်လေးတွေမှသူ၏လှုပ်ရှားမှုတိုင်းလှုပ်စီစီဖြင့်ကျော်စီယံထိုး၏အသားအရေမှာမဖြူမညူဖြစ်ကခက်ဝင်ဝင်ဖြစ်သည် ထင်ရှားသောမျက်ခုံချွန်များနေသည့်မီယူဖြောင့်တန်းနေသော နာရန်ကြောင့်အထက်စီးဘေးတိုက်ထိုသို့အနေထားမျိုးနှင်းစုသူ၏မျက်နှာကောက်ကြောင်းမှာတိတ်ကိုခံညာ၏နေတတ်၍ဤဖွေးဥနေသောခြေထောက်လေးမှာခြေဘွားပြင်လေးကတော့နီရဲရဲလေးဖြစ်လေသည်နီရဲနေသော ခြေဘွားပြင်တွင် ဖောက်ထွင်းနေသော ခက်ကြီးကြီးဒဏ်ရာကြီးတစ်ခု ထိုခြေထောက်လေးအား ကျော်စီရန်ထသူ့ပောင်ပေါ်တင်လိုက်ကစေရီကိုစေပကံသေးလေးတဲ့ထဲကဝါကွန်းဖြင့်စိန်လိုက်သည်ကို့ချစ်လားဟုတ်အဲ့ဒါဆိုကုကုကိုဂယုဆိုင်ဒီလောကမှာကိုလက်နဲ့စီမကုပေးခြင်းဆုံးလူနာကမင်းမင်းတွေကိုကဆရာဝန်ဆိုပေမဲ့မင်းရတော့လူနာဖြစ်လို့မရဘူး ဈေးကုန်ဖြင့်ခြေဘွားပြင်အားစတင်တိုးလိုက်သည်နှင့် နေသက်တွင်အလိုလိုတွန့်မိသွားသည်ခြေထောက်ကနာတယ်မဟုတ်လားကျော်စီရန်ထုတ်ညက်အားဘေးသူချကမော့ကြည့်လာချေသည်ပြီးနောက်ခြေချောင်းလေးတွေအားအตาရာထီကသူ၏ရင်ဘတ်အားပုတ်ပြလာ၏ကိုကတော့ရင်ဘတ်ထဲရနာတယ် နေတက်တွင်လက်လေးလှောက်ရှားသွားချေသည်သူဤဖြူသွဲသော လက်လေးမှဆန့်တန်းလို့ရှိသူဥတီသွားကကြော်စီရန်ထူဤခေါင်းလေးအားဖြင်းညင်းစွာ ပုတ်ပေးလေသည်နေသိနေသည့်သဘောဖြင့်ဝမ်းမနေစေရန် အားပေးသည့်သဘောမျိုးယူမတက်ချေရတာဒါလေးတွေပါသည်ယူသွားမယ်ဆိုရင်တော့မှချေရတာတန်ဤနေအောင်ချီလိုနေအခန်း25အယူအပ်သွားတာ သုံးလလောက်ကြောက်ပတ်ဒီစီးရင်ရတယ်ခွင်းကတလရဲရတာလေမင်းဦးလေးကိုသွားပြောလေလက်နာလို့နားကျင်တာကနင်းနေဟိုကောင်လေးနာကတ်ချင်တာကများများဆက်ခရင်မစကန်အားကြီးကကြော်စီရန်ထုမဲ့နေသည့်ကြားကဆရာဝန်ကြီးစကားကြောင့်ပြုံးမိသွားသည်ဖြစ်ခဲ့သည့်မတော်တဆဖြစ်ရတွင်အနည်းနဲ့အများထိခိုက်မှုတွေရှိခဲ့ကြ၏နယံကတ်တီဗီမှာလာနေသောသတင်းတွေမှာ ထိုအကြောင်းအရာတွေသာဖြစ်ကပျက်စီးကလက်တလောပြုပြင်နေကြောင်းကိုသာ channel မျိုးစုံမှသတင်းတောက်ပေါင်းများစွာကရေပတ်မဝင်အောင်ပြောဆိုနေကြကဖြစ်ရက်တွင် ပါဝင်သောဆရာဝန်တွေမှလည်းတမန်နဲ့လုံးဖြည့်ရှင်း၍မရနိုင်ဒေါက်တာသတင်းတောက်ကဆရာကိုမေးခွန်းလေးမေးချင်လို့တဲ့လက်ရိုးအပ်သွားလို့စကားမပြောနိုင်ဘူးလို့ပြောလိုက်ပါဗျဆရာထုတ်ကတော့လှုပ်ပြီး ကျော်စီရန်ထွတတောင်းတတားရှိသောအပြုံးကို ပြုံးပြလိုက်ကဆုံလဲထိုင်ကုန်အားအယူကျော်စီရဝင်ပန်ပြန်လဲလိုက်၏15ရက်လောက်နေရင်ပတ်တီးလာပြန်လဲလိုက်လေโอเคကိုထွတမျိုးတော့မထင်နဲ့ကွာငါမေးစရာလေးရှိလို့တငယ်ချင်းစရာဝင်သည်ဘေးဘီပဝင်ခြင်းအားလူရှင်းကြအရင်အကဲခတ်လေသည် စာရေးစပွဲပေါ်စုံတင်ထားသောလက်တွေအားပုကတ်ကဆယ်ရနေငယ်လှုပ်ရှားနေဟန်။ကျော်စီရန်ထွဤတည်င်းမှာအတွင်းတည်င်းဆိုပေမဲ့မသိတဲ့လူကတော့မရှိသလောက်ပင်။သဘောကျတဲ့လူရှိသလိုခဲရတဲ့လူလည်းရှိ၏။ကိုထုတ်ကြတာဖြစ်နိုင်တယ်လို့မကြားတာလည်းဖြစ်နိုင်ပေမဲ့သူ့ပုံစံကတော့အေးအေးဆေးဆေးပင်ဖြစ်သည်။ချီမွန်ခြင်းဆိုခြံလက်လို့ ကရေရှုံချခြင်းကို အာတီတာဖြစ်သော လူပဝင်ခြင်းတွင် ပုံမှန်ကိုအာခံလို့လောကဒဏ်အားစန့်ကျင်ရရအောင်ကိုထုကိုဘာတွေကများခွန်အားပေးလဲတည်ခြင်းမိသည်အက်ကောင်လေးမင်းရဲ့နှွေးပေါ့သူ့ကိုဘာလို့သဘောကျတာလဲမင်းနားမှာတခြားသူမပြောနဲ့လာရိတ်တွင်လိုမင်းကလေးမျိုးတွေတောင်ရှိနေတာပဲလေနေတဲ့တွေကချစ်စရာကောင်းနေဆိုပေမဲ့ယောက်ျားလေးရလည်းဖြစ်နေသေးတယ် ကိုထုထံမှစိတ်ကူတည်ရရာမမြင်ရမှ သူရသက်ပြင်းချနိုင်သည် ကျော်စီရန်ထုတူလမ်းမစီထားသောကြောက်ပတ်ဒီအားပေါ်တက်ကဒေါက်တာသူရဤအမေအားတုံ့ပြန်လာ၏လူမရောက်မြင့်မူတာ ခွေးမရောက်အင်ခေါင်းနဲ့ထူဆန်းဖြစ်စင်တော့မဟုတ်ပေမဲ့ငါရင်ထဲကိုတော့နှွေးပဲရောက်ခဲ့တာဒါဆိုဘတ်အွန်ကိစ်တွေကြတော့ရော ရည်ကျဲကျဲနဲ့ပြောလာတဲ့တငယ်ချင်း၏စကားကြောင့်နှစ်ယောက်စလုံးရှူတူရှန်တန်းဖြင့်ရီမိသွားကြသည်ငါကတော့အကိစ္စကိုစားပေါ်နေတဲ့ဟင်းတစ်ခွက်လို့မြင်နေစားရတာပေါ့ဗိမဲ့ကျမ်းမာရေးနဲ့ညီညွတ်တယ်လေအဲ့ဒါကြောင့် စားကမထည့်မဖြစ်တဲ့အရာတော့လည်းဟုတ်မနေဘူးဆိုတော့အငံတွေဘယ်တော့စားစားမှာလဲငါနှလုံးသားကအငံဓာတ်တွေလက်ခံနိုင်တဲ့တနည်းပေါ့ ဒေါ်မြင့်တို့အိမ်ကိုရောက်ချင်းတယောက်ကကြောက်ပတ်တီးနဲ့တယောက်ကတော့ရိုးရိုးပတ်တီးနဲ့သူတို့ပုံစံမှာဒုက္ခတွေမောင်နှံနေတောင်တူနေသေးသည်နေသက်တွင်အိမ်ထဲမဝင်ခင်ခြေလန်းလေးတန့်သွားတာကြောင့်ကြော်စီရန်ထိုးလှဲ့ကြည့်၏ခြေထောက်နာနေလို့လားနေသက်တွင်ကခေါင်းခါပြား၏ထို့နောက်အိမ်ထဲကိုတစ်ချက်ကြီးကကြော်စီရန်ထိုးအနာတိုးကပ်သွားလေသည် အမေကိုစိတ်မပူပါနဲ့ နှွေးကိုမစူပါဘူး။စူလဲကိုပဲစူခံမှာပေါ့။ထို့နောက်တေးတွယ်သည့်လက်ချောင်းတွေကြာရှီလျာနုနယ်သည့်လက်ချောင်းလေးတွေဝင်ရောက်လာခဲ့၏။နေတန်တွေကျော်စီရန်ထို့ထိုကဲ့သို့သူလက်အားစုပ်ကင်နာမျိုးကိုသဘောကျသည်။နေထွေပြီးအင်အားပြင်းနေမှုစိတ်လုံခြုံမှုကိုဖြစ်ပေါ်စေသည်ကိုကိုအင်းချစ် ချစ်တဲ့ကျော်စီရန်တို့ယင်နေဤယင်ဘက်ထဲပင်လယ်လိုင်းလေးကမ်းခြေအားညင်သာစွာ ရိုက်ခတ်သည့်နှင့်ညှင့်ကနေဒီရက်တွေမှာနှွေးဟာ သူ့နာတိတ်ကပ်နေ၏အိမ်ပြန်ခြင်းတဲ့အကြောင်းလဲတိတ်မပြောသလိုတက်ဆွေအကြောင်းလဲတိတ်မတွေးတော့သလိုပင်နေသက်နှွေးသူ့နဘေးကပ်ထိုင်စဉ်ရလာတဲ့ရနံ့လေးမှာမှုမှုဤလေးမှုကျော်စီရန်တို့မနေနိုင်စွာ နာဖျားအားလေပင်လေးစီတိုးဝေလိုက်တော့ဧကနေရောင်တန်လေးထွက်ပေါ်လာ၏ထို့နောက်ကောင်းလေးနရက်ကလေးတွေနီရဲသွားပြန်သည်ရေချိုးဆက်ပြားပြောင်းထားလာလားနွေဟိုဟိုဘက်အိမ်ကကောင်းလေးကအနန်းကအအနန်းကကလေးဆန်လို့တဲ့ဟုတ်လဲဟုတ်သည် ကလေးတွေတွင် သုံးသောအနံဖြစ်ကယိုယိုရှင်းရှင်းနှင့်နုနဲ့တင်းတင်းလေးဖြစ်၏အဘက်အင်ကကောင်းလေးသက်ဘလောက်မှုလို့လဲ6 6နှစ်အဲ့ဒါကလူကြီးမှုလို့လားအခုခေတ်ကလေးတွေတကယ်လေသည်သူကလေးလေးကို ရောင်းစားသွားရင်ဒုက္ခအပေါင်းတင်းမမယ်နော်နေတဲ့နေကတော့မျက်လုံးလေးကလေးကလေးဖြစ်တာ ကျော်စီရန်တို့ဤဇကာအားစဉ်းစားနေရှာ၏ကို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 နေတန်တွင် လုံနိုးလိုက်တဲ့အခါကျော်စီရန်တို့ဝေဝေဝဝသာအတန်ပြူလာသည် အသားတွေပူကျစ်နေသောကြောင့်နေတန်တွင်ဘာလို့ရမှန်းမသိပူပူဖြားနေတာကိုတိတော်လဲသူလှုပ်ပေးနိုင်တာဘာမှမရှိဘူး နဘေးတွင်ခတ်ကြုံကြုံလေးထိုင်က ပူကျင်နေသောလက်ဖဝါးတွေသူ့လက်တွေ ရှက်တိုင်းလိုက်ပူနေတော့မယ်တဖြည်းဖြည်းနဲ့ပူပြီးပူနေတော့မယ်နေတဲ့တွင်ပူပြီးတင်းတင်းလေးဂိုင်ထားလိုက်မိသည်အဲ့ရုတ်တရက်လက်မဆွဲဆောင်ဆွဲခံလိုက်ရက လူတစ်ကိုယ်လုံးပူလောင်နေသောရင်ခွင်နဲ့ဝင်ရောက်သွားရချေသည် အပြင်တွင်ခပ်ဖွဲဖွဲမူရီပေါက်လေးတွေကျဆင်းနေတုံဖြစ်၏တည်ရွက်လေးတွေဟာမူရီပေါက်လေးတင်ရိုက်သည်တန်းမခံနိုင်စွာညွတ်ကြလို့မြေပြင်နှင့်မူရီရိုက်တန်းမှာ ပေါက်ခနေပေါက်ခနေပူဤကုကုနှခမ်းတွေကလည်းတိတ်ပူဤဝေဝါသောတန်လေးအားနာဆွင့်လိုက်လင်နှွေးဟုသောခေါ်တန်လေးသာ ဖြစ်သည် စိမ့်သက်သောအပူလိုင်းသည်ယင်းဤတွေ့တာရပါသော လူထံမှကူးလူးဝင်ရောက်လာခဲ့သည် ခေါ်တန်ဆင်းဆင်းအားပြန်လဲထူးချင်မှတော်လဲနှုတ်မဟာတာကိုကိုဟာလှုပ်ရှားမှုတိုင်းတွင် သူ့အားဝူတဝါခေါ်ဆူနေခဲ့သည်နှွေးနှွေးခိုးရဲ့နှွေးမိုးဟာတဖြည်းဖြည်းတဲထန်လာခဲ့၏ခေါ်တန်တွေအားနားဆွင့်ရင် ဖုံးကွယ်ထားသောအချက်တရားလေးတွေအခွာခံထားရသည်တောင်တတိမထားမိတေချာတတိထားမိကမှကုကူကသူ့အပေါ်တွင်ငိုရေကြတဲ့များတဲ့ရောထွေးနေသည့်ငိုတန်တဲ့တဲ့နာကျင်လို့မဟုတ် ဖြစ်လာသည့်ခံစားချက်တွေအားမထိန်နိုင်စွာငိုရှိုက်မိပြီးမှ ထူးဆန်းသလိုခံစားရသည့်တိုင်ငိုနေမိစေသူ့ဖျားကရိုးရိုးဖျားမဟုတ်ပါဘူးငါနဲ့